အဲ့တော့ကျွန်တော်တို့ခုလေ့လာမှာက Cisco Certified Network Association ပေါ့နော်ဒါ Cisco ရဲ့ပထမဆုံး certified လို့လည်းပြောလို့ရတယ်ပြီးတော့ network လောကရဲ့အရေးပါတဲ့လက်မှတ်တစ်ခုလို့လည်းပြောလို့ရတယ် exam code က200 301ကျွန်တော်တို့အခုဖြည့်မယ်ဒါပြင်ဖြည့်မဲ့သူတွေက exam code နံပါတ်တိထားဖို့လိုတယ် exam code က200 301ပေါ့နော်ဒါနောက်ဆုံး latest version ပေါ့အဲ့တော့ Cisco နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ သူ့ရဲ့ history တွေကို true true ပြောစရာမရှိဘူးအဲအရင်တော့မပြောတော့ဘူးပေါ့နော်ဘာလို့ဆိုစောင်းပွဲမှာလည်းပါမှာမဟုတ်ဘူး real မှာလည်းတိတ်အရေးမကြီးဘူးအဓိကတော့ကျွန်တော်တို့ founder လုပ်တဲ့သူကဒီလင်မယားမြောက်ကစတာပေါ့နော်အဲ့တော့ Sandy Land Landor ဆိုတဲ့တယောက်ရေပြီးတော့ကျွန်တော် Land ဟို Boss Tech ဆိုတဲ့တယောက်ရေပေါ့နော်နှစ်ယောက်ကသူတို့ကဒီ Cisco system ကိုစပြီးတော့ဟို founder လုပ်တယ်ဒါပေမဲ့သူတို့နှစ်ယောက်ကလည်းနောက်ဆုံးကျတော့ default ဖြစ်သွားတယ်ပေါ့နော် land ဖြစ်သွားတယ်အဲအဲသူတို့နှစ်ယောက်ကထွက်ထွက်တော့ကျွန်တော် CEO တွေထက်ခါထက်ခါအပြောင်းလဲဖြစ်တယ်ပေါ့နော်နောက်ဆုံးဖြစ်နေတဲ့ CEO ကသူအဲ့တော့အခု CCN နေဖြေလို့အောင်တဲ့သူတွေကမဖြစ်မလဲဆိုတော့သူ့ရဲ့ဒီ John Chamber အမဟို Chat Robin ပေါ့နော် Chat Robin ရဲ့လက်မှတ်နဲ့လာလိမ့်မယ်အဲ့တော့ဘယ်လိုလာမလဲဆိုတော့ကျွန်တော်အောက်မှာ စီစီအန်ဒီလက်မှတ်တွေရဲ့အောက်မှာဒီနေရာမှာကျွန်တော်တို့အရင်တော့ကဂျွန်ချမ်ပါအခုတော့ကျွန်တော်တို့ချက်ပရိုဝင်ဖြစ်သွားပြီအဲ့ချက်ရိုဝင်ရဲ့လက်မှတ်နဲ့လာလိမ့်မယ်ပေါ့နော် Cisco ရဲ့ CEO ကိုလက်မှတ်နဲ့ရလိမ့်မယ်အဲ့တော့ဒါကတော့သူတို့ရဲ့ history ပေါ့အရင်ဦးဆုံးပထမဆုံးစထုတ်လိုက်တဲ့ဒီ router ကဒီဟာလေးအဲ့တော့ multiple protocol router software လို့ခေါ်တယ်သူကဒီအဲ့ software လေးနဲ့ဒါလေးစထုတ်တာဒါ router လို့ပြောရတာတော့နည်းနည်းလေးဟိုဟာဖြစ်တယ်ဒါပေမဲ့ဒီဘက် connection တော့နော်တော်တော်ကြီးဟိုဟာဖြစ်တယ်ဒီ router လေးကိုသူတို့စထုတ်တယ် အဲ့တော့ပြီးတော့ကျွန်တော်တို့ဒီသူတို့နှစ်ယောက်အနားယူလိုက်တယ်1990မှာပေါ့နော်အဲ Brock Linsit ကိုကျွန်တော်တို့သူဝယ်လိုက်တယ်အရင်က Linsit ဆိုတဲ့ company တခုရှိတယ်အဲ့ Linsit ကိုသူတို့ဝယ်ပြီးတော့ Soho လောကတွေကိုစောင့်ဝင်လာတယ်အဲ့တော့ဟိုအိမ်သုံးယုံသုံးလေးတွေပါအကုန်လုံးသူတို့ပိုင်အောင်လုပ်ကြတာပေါ့နော်အဲ့တော့ဒီအခုလက်ရှိအခြေအနေမှာ2015ခုနှစ်ကနေစပြီးအခုလက်ရှိအခြေအနေထိတော့ Chat Proving က CEO နေရာနေတောင်းယူပြီးလုပ်လုပ်နေရပေါ့နော်အဲ့တော့ logo ကတော့ ဲ Cisco logo ကတော့ပြောင်းလဲမှုဒါ logo ပြောင်းလဲမှုပေါ့နော်ဒါကျွန်တော်နောက်ဆုံး logo ကဒီ logo အဲဒီ logo နဲ့လက်မှတ်ရရင်ဒီ logo နဲ့ရမယ်အဲ့တော့ဒါဟိုးရင်တော့တို့ရဲ့ logo ပေါ့နော် logo ကတော့ဒီကျွန်တော် San Francisco ရဲ့ဒီတရားပေါ့နော်အဲ့တရားကိုတို့ဟိုယူထားတာအဲ့တရားကနေပြီးတော့အဓိကတော့တို့ဟို connection connection ဆိုတဲ့ sense ကိုယူထားတာပေါ့နော်အဲ့အဲ့လိုမျိုးပုံစံလေးဒါကတော့ထူးထူးပြောကြရမှာရှိပါဘူးအဲ့တော့အဲ Cisco ကိုလေ့လာမယ်ဆိုလို့ရှိရင် တော့ Cisco ကဘာတွေ product တွေထုတ်လဲဆိုတော့အရင်သိရမယ်။အဲ့တော့ Cisco ကတော့ထုတ်တာတွေကတော့အများကြီးပဲ networking ဘက်မှာဆိုရင်ကျွန်တော် switch တွေထုတ်တယ် router တွေ wireless နဲ့ပတ်သက်တဲ့ device တွေပြီးတော့ကျွန်တော်ဒီ software defined နဲ့ network တွေနဲ့ပတ်သက်တဲ့ဟာတွေပြီးတော့နောက်ခါကျွန်တော်တို့ဒီ silicon တို့ဘာလို့အဲ့လိုမျိုးတွေထုတ်တယ်ပေါ့နော် အများကြီးပဲပြီးတော့ network management tools တွေအများကြီးပဲ modular cut တွေဒါတွေထုတ်တယ်ပြီးတော့ဒီ fiber နဲ့ပတ်သက်တဲ့အဲဒီ tools တွေလည်းထုတ်တယ်ပေါ့ကျွန်တော်နိုင်ငံအကုန်လုံးတော့မရောက်ဘူးအဲတချို့ဟာတွေတော့ရှိတယ် ပြီးတော့ဒီ wireless နဲ့ပတ်သက်တဲ့ဟာတွေဆိုလို့ရှိရင် AV ရောဘာတွေအကုန်လုံးရတယ်ပေါ့နော် controller တွေထိရတယ် security နဲ့ပတ်သက်တာတွေကတော့အဓိကတော့သူ့စီမှာနာမည်ကြီးတာကတော့ firewall နာမည်ကြီးရယ်ပြီးတော့နောက်ကကျွန်တော်တို့ဒီ endpoint တွေရှိမယ်အဲအဲ့ဒါတွေကနာမည်ကြီးရယ်ပေါ့နော်အဲ့ဒါသူ့ရဲ့ထွက်တဲ့ product တွေပေါ့ဒါတွေကလည်းဆောင်မမှာမပါဘူးပြဿနာမရှိဘူးမမှတ်ထားလဲမမှတ်နိုင်ရင်မမှတ်နဲ့ရတယ်အော်အဲ့ဒါနဲ့ပတ်သက်တဲ့ link ကတော့ဒီမှာအသေးစိတ်တွေ့ကြည့်လို့ရတယ်ပေါ့နော်အရေးကြီးတာကတော့ certified တော့စတဲ့ပိုင်းကအရင်တော့ကျွန်တော်တို့က CCN နေဖြည့်မယ်ဆိုရင် ICNT1 ရဲ့ ICNT2 ရဲ့ဆိုပြီးတော့နှစ်ခုရှိတာပေါ့နော်အာဒီပြအခုတော့အဲ့လိုမရှိတော့ဘူးသူက CCN နေတစ်ခါတည်းတန်းပြီးတော့ဖြည့်လို့ရတယ်အဲ့တော့ CCN နေဖြည့်မယ် CCN နေဖြည့်ပြီး CCN နေလက်မှတ်ရမယ်ပေါ့နော်ဒါကတော့ရှင်းတယ် exam တစ်ခုပဲရှိတယ်အဲ့ exam တစ်ခုဖြည့်လိုက်ရုံပဲဒါပေမဲ့ CCN နေပြီးရင်သူကသူ့ရဲ့အထက်မှာပါရှိတယ်ဆိုတော့ CCN P ရှိတယ် professional level အသူ့ဖြည့်သူ့ရဖို့ကြတော့ကျွန်တော်တို့လက်မှတ်နှစ်ခုဖြည့်ရတယ်အရင်တော့ CCN B ကအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အခုတော့ကြောင်းသွားပြီ အရင်ဆုံးသူကဘာလုပ်ရလဲဆိုတော့ကိုယ်အိမ်စမ်းတစ်ခုစဖြစ်ရတယ်။သူကအိမ်စမ်းနှစ်ခုဖြစ်ရတယ်။တစ်ခုကကိုယ်အိမ်စမ်းပေါ့ဟို enterprise ကိုလို့ခေါ်တာပေါ့။အဲ့ဒါကိုလွယ်လွယ်ကူကူကျွန်တော်တို့ and go and go နဲ့ခေါ်ကြတယ်။ and go ဖြည့်ပြီးတိုင်း CCN နေဖြစ်ပြီးတာလို့မဖြစ်သေးဘူး။အဲ့ဒါ CCNP and go အဲ့လိုပဲတတ်မှတ်တယ်။အဲ့တော့ and go ဖြစ်ပြီးသွားလို့ရှိရင်သူကနောက်တစ်ဘာသာထပ်ဖြည့်နောက်တစ်ဘာသာထပ်ဖြည့်ဆိုဒီထက်အကျိုက်တဲ့ဘာသာဖြည့်လို့ရတယ်။ဒါကိုကျွန်တော်တို့က concentration exam လို့ခေါ်တယ်။အကွာ security ဘက်ကအားသာနေသူဆိုရင် security CCNP security ပေါ့။ အဲ service provider ဘိုင်းကိုအားတာလေသူက CCM service provider ထပ်ဖြည့်ထပ်ဖြည့်လိုက်တဲ့ခါကျရင်ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီလက်မှတ်ရေခုနဖြည့်ထားတဲ့6ရေနှစ်ခုပေါင်းပြီးတော့သူက CCMB ဆိုတဲ့လက်မှတ်ရလာတယ်အဲ့ကြမှာသူက CCMB ဖြစ်တယ်လို့ယူဆတယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အမ် MB ပေါ့ MB ပြီးသားလို့ရှိရင်ကျွန်တော် IE ဆိုတာအမြင့်ဆုံးပဲ IE ကတော့ဒါကျွန်တော်အခုကျွန်တော်နိုင်ငံမှာလည်းတော်တော်များနေပြီပေါ့နော် IE ကတော့အားလုံးသိတဲ့အတိုင်းပဲ return ကကျွန်တော်နိုင်ငံမှာဖြည့်လို့ရတယ် lab ကတော့နီးစပ်နိုင်ငံတစ်ခုမှာတွားဖြေကြတာတော်တော်များတော့စင်ကာပူမှာတွားဖြေရများပါတယ်အဲ့တော့ lab ပါတယ်သူက lab ပါတယ် lab ကိုကျွန်တော်နိုင်ငံမှာဖြေလို့မရဘူး return ကတော့ရတယ် return ဖြေလို့ရသူလည်းအတိုင်းပဲအဲ CCIE ဖြစ်ဖို့အတွက်က return အောင်နာယုံနေမရဘူးသူ lab ပါအောင်မှ CCIE ဆိုပြီးဖြစ်သွားတယ်အဲ့တော့ expert ပေါ့ဒါကကဘာမှသူအမြင့်ဆုံးဒီ network နဲ့ပတ်သက်တဲ့လက်မှတ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်သတ်မှတ်လို့ရတယ်ဒါကတော့အောက်ကတော့ကျွန်တော်တို့ dashboard ဘိုင်းလေးကိုတွားတဲ့သူတွေအတွက် ပေါ့ဒါကကျွန်တော်တို့အခု network ပိုင်းပေါ့နော်အဲ့တော့အခုကျွန်တော်တို့လေ့လာမှာ CCN နေ routing နဲ့ switching အဲ့တော့ဒါကိုကျွန်တော်နည်းနည်းလေးဖြတ်ရှင်းအောင်ပြောရမှာဆိုရင် MP ဆိုရင်ကျွန်တော်တို့ anchor ကိုရင်ဖြည်း anchor ဖြည်းပြီးရင်နောက်က concentrated ဘာသာရပ်တစ်ခုပေါ့နော်အခု CCNP ဆိုရင် anchor ဆိုရင်350 401ပြီးလို့ရှိရင်ကျွန်တော်တို့က410 435အဲ့ဒီကတစ်ခုဖြည်းလိုက်အဲ့ဒါဆိုလို့ရှိရင်ဒီနှစ်ခုပေါင်းပြီးတော့ anchor ဖြစ်မယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေသုံးဖြည်းလို့ရတယ်ဒါကတော့ certified နဲ့ပတ်သက်ပြီးတော့သိအောင်လို့ပြောပြတာအဲ့တော့ အဲ exam ဖြည့်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကဒီ exam price ပေါ့ exam price ကတော့ဒေါ်လာ300ဒေါ်လာ300ရှိတယ် duration ကကျွန်တော်တို့120မိနစ်ပေါ့120မိနစ်ဆိုတော့ဟောပေါ့ဟိုဟောပေါ့2နာရီပေါ့နော်2နာရီပေါ့အာ language ကတော့သူက english နဲ့ japanese နဲ့နှစ်ခုရှိတယ်အဲ့တော့ဒါဒါမဲ့ဟိုကျွန်တော် passing score က82.500အဲ့တော့ percentage နဲ့သွားတာပေါ့နော်အမှတ်တထောင်ပေးထားတယ်အဲ့တော့ အမ်ပါမဲ့ exam ဒီ exam အမျိုးအစားကကြတော့ multiple choice တွေရှိတယ် single answer ရှိမယ် multiple choice multiple answer ရှိမယ်အမ် multiple choice single answer ဆိုတာကဒီမေးထားတဲ့အဖြေတွေထဲမှာတစ်ခုပဲယူရမှာအမှန်အမှန်ကတစ်ခုပဲပါတယ်အဲ့ဒါကို single answer လို့ခေါ်တယ် multiple choice multiple answer ဆိုတာကအဖြေမှန်နှစ်ခုထက်မကရှိနိုင်တယ်အဲ့လိုဟာမျိုးပေါ့နော်အဖြေဒီမှာပေးထားတယ်အဲ့ဒီမှာ तू ကအဖြေမှန်နှစ်ခုထက်မကရှိနိုင်တယ်မှန်တဲ့ဟာအကုန်လုံး ဟိုဟိုပေါ့တစ်ကုံလုတ်ပေးရတယ်ကျွန်တော်တို့ဟိုမှာအဖြေမှန်း၃ခုရှိတယ်အဲ့ဒါကမှကိုကနှစ်ခုပဲပြီးခဲ့တယ်ဆိုရင်အဲ့ဒီတစ်ပုတ်လုံးအမှတ်မရတော့ဘူးအဲ့လိုမျိုးပေါ့အဲ့ဒါကို multiple choice multiple answer လို့ခေါ်တယ်ပြောနောက်က drop drag and draw တွေရှိတယ် drag and draw ဆိုတာကဒီဘက်ကပုံကိုဟိုဘက်ကိုဖိပြီးဆွဲပြီးတော့ထည့်ရတာပေါ့အဲ့လိုမျိုးဟာမျိုးတွေရှိတယ်အဲ့တော့ဒါနောက်ပိုင်းကျလို့ရှိရင်တော့ကျွန်တော် exam နဲ့ပတ်သက်ပြီးတော့လည်းအားလုံးသင်တန်းပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်နည်းနည်းလေးပြောပြဖို့တော့ထပ်ရှိရပေါ့နော် drag and draw ဆိုတဲ့ question type ပုံစံရှိမယ် ောက်က fill in the blank ရှိတယ်ဒါတော့အရန်ရှားပါတယ်တော်တော်များများအဲကျွန်တော်တို့ပါလဲတပုတ်လောက်ပဲနှစ်ပုတ်လောက်ပဲအဲ့လောက်ပါပဲ fill in the blank ကတော့မပါတဲ့လောက်ရှားတယ်အဲနောက်တစ်ခုကကျွန်တော်တို့ဒီဟိုပါ router simulate router simulate ဆိုတာဒီလိုပုံပြီးပေးထားမယ်ပေးထားပြီးတော့သူကဥမာဒီကွန်ပျူတာကိုဒီဘက်ကွန်ပျူတာလှမ်းပင်းလို့မရဘူးဘာဖြစ်တာလဲဆိုပြီးကိုယ့်ဘက်ကိုဆက်ရမှာအဲ့တော့ကျွန်တော်တို့ဆွစ်ချဲကိုဝင်အဲဆွေးချက်ဝင်ပြီးတော့မှဘာဖြစ်နေတာလဲဟိုဘက် router တဲ့ကိုဝင်ဘာဖြစ်နေတာလဲအစပြင်အဲ့လိုမျိုးကိုယ့်ဘက်ကိုစစ်ပြီးတော့မှအပြေမှန်ကိုရွေးပေးရတာ သူကအဖြေတွေကတော့ဒီရောက်မှာပါပြီးသားအဲ့ကမှအမှန်ကိုရွေးပြရတာပေါ့နော်အဲ့လိုမျိုးရှိတယ်ဟိုလိုမျိုး route simulation ဆိုတော့တချို့ကဘယ်လိုထင်လဲဆိုတော့ကိုယ်တိုင်အထက်ထဲမှာ route ပေးရတာလို့ပါတော့အဲ့လိုမျိုးထင်တာတကယ်တော့မဟုတ်ဘူးအဖြေမှန်အောက်မှာပါပြီးသားအဲ့လိုမျိုးလေးရှိတယ်ပေါ့နော်နောက်က simulate ပုံစံမျိုးလေးရှိတယ်ပြောချင်တာ exam type ကတော့ဒီလိုပုံစံတွေမျိုးတယ်ဒါပေမဲ့အကုန်လုံးပါမယ်လို့မဆိုလို့တချို့ကြလို့ရှိရင် multiple ဒီ3မျိုးလောက်ဒီလေးမျိုးလောက်နဲ့အဲ exam ပြီးသွားတာမျိုးတွေလည်းရှိတယ်အဲ့တော့အကုန်လုံးပါတယ်လို့တော့မဆိုလို့ဘူးပေါ့နော်အဲ့တော့ ဖြည့်တဲ့အခါမှာမြင်ရမယ့်ပုံစံဒီပုံစံအဲ့တော့ကျွန်တော်တို့ဒီ exam center ကိုသွားပြီးတော့ဟိုတက်ပုံတွေပါရိုက်ရိုက်ပြီးတော့ကျွန်တော်တို့ exam ခန်းမတွေကိုဝင်သွားပြီဆိုတဲ့မေကွန် start လုပ်လိုက်ပြီဆိုတဲ့ဒီပုံစံဒါပေမဲ့ကျွန်တော်တို့ကဒီမှာကျတော့ previous ပါတယ်ဒါက testing ပုံစံပေါ့နော်ဟိုဆောင်းဝက်ခန်းလေးရောက်ရင်ကျွန်တော်တို့က previous မရှိဘူး next ပဲရှိရဲအဲ့တော့အဖြေမှန်ကိုရွေးပြီးတာ ਨੇ next နေမယ်အဲပြီးသွားရင်နောက်ဆုံးကျလို့ရှိရင် exam score တစ်ခါလေးပေါ်လာမယ်အောင်းနေကြတယ်တစ်ခါလေးပြမယ်အဲ့တော့အပုတ်ရေကအပုတ်ရေကတယောက်နဲ့တယောက်ကမတူနိုင်ဘူး အပုတ်ရည်များတဲ့သူကပို့ပြီးတော့ chance များတယ်ပို့ကောင်းတယ်တချို့အပုတ်ရည်များမအောင်ကြောက်တယ်အပုတ်ရည်များတဲ့သူကဟိုအမှားများများခံတယ်ပေါ့ဗျာသူ personal နဲ့တွေ့တာဖြစ်တယ်တချို့အဲ့တော့ဟိုအပုတ်ရည်ကိုကောင်းနေမထင်နဲ့အဲ့ဒါတွေလည်းကျွန်တော်အားလုံးပြီးတော့တစ်ခေါက်ထပ်မှပြပါမယ်ဒါကတော့ exam နဲ့ပတ်သက်ပြီးတော့တည်ထားတဲ့အရာပေါ့နော်အဲ exam topic အနေနဲ့ကဘာတွေမေးမှလဲဆိုတော့ network fundamental တွေက20%လောက်ပါမယ်ပြီးတော့ဒီ network access ကိစ္စတွေအဲ့ဒါက20%ပါမယ်ပြီးတော့ IP connectivity ီးလို့ရှိရင်ကျွန်တော်တို့20%တော့ပါမယ်ပြီးရင်ကျွန်တော် IP service ပြီးတော့ security fundamental နဲ့15000ခန့်တော့ပါမယ် automation နဲ့ programmability ဒါကတော့အခုနောက်ပိုင်းမှာဒီ version အစ်စ်မှာပါလာတဲ့ဟိုပါဘောနော်ဟို topic ပေါ့အဲ့ဒါလည်းကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော် linux ဘက်ကနေပြပေးပါဘောနော်အဲ့တော့ဒါက10%ပါမယ်ပေါ့အဲ့တော့ဒီထဲကမှကျွန်တော်တို့က85000ခန့်တော့ကြာရင်အဲ82.5ရာခိုင်နှုန်းရအောင်ပဲပေါ့နော်အဲ့လိုမျိုးပေါ့ ော့ဒီ topic နဲ့ပတ်သက်ပြီးသိချင်တယ်ဆိုလို့ရှိရင်ဒီ landingnetwork.cisco.com ကိုသွားပြီးတော့ MSCCN topic လို့ရိုက်ရှာလိုက်ရင်ဒါသူ့ရဲ့ offer ပါပေါ့နော်ဒီ day ကြာလာလိမ့်မယ်အဲ့တော့ဒီ day ဖြန့်ကြည့်လို့လည်းရတယ်ဒါကတော့တကယ် main topic ကြီးပေါ့နော် okay အဒီရောက်လာမယ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ဟာတွေပေါ့နော် personality တွေအဲ့ဖြီးပြီးကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဘာတွေရှိမလဲဆိုတော့ဒါတွေပါပဲအဓိက router ဆိုတော့ဘာလဲ layer 2 layer 3 switch တွေကဘာလဲ next generation firewall တွေပါအဲသူကတော့ဟို vendor ဖြစ်တဲ့အတွက်ကြောင့် vendor ရဲ့ဒီ top ဟို vendor ကိုတော့အဓိကထားပြီးတော့ပြောသွားတာပေါ့နော်အဲပြီးသွားလို့ရှိရင်ကျွန်တော် နောက်တစ်ခါ network access မှာဆိုရင်ဘာတွေပါလဲပေါ့နော်အဲ VLAN တွေပါလာမယ်အဲ့ခါ inter VLAN တွေပြီးရင် trunk တွေဒါတွေအကြောင်းတွေလာမယ်ပေါ့အဲ့တော့ဒီမှာတော့ तू က topic ဟိုဒီ topic တွေကိုသွားဖတ်ရင်တော့နားလည်ရင်ဒီမှာနားလည်မယ်ဒါပေမဲ့ကျွန်တော်တစ်ခုပြီးတစ်ခုတစ်ခုတစ်ခုစတင်အောင်တင်သွားပြင်မယ်ပေါ့နော်အဲဒီ connect IP connectivity ကိုရောက်လာလို့ရှိရင်ကျွန်တော် routing protocol တွေအကြောင်းစပြီးလေ့လာပြီအဲ့ခါ static route တွေပါပြီးစပြီးလေ့လာမယ် default route တို့ network route တို့ host route တို့ floating static route တို့ဒါတွေကျွန်တော်တို့ပြောမယ် ပြီးသွားလို့ရှိရင်ကျွန်တော်တို့ IP service အဲရောက်လို့ရှိရင်ကျွန်တော်တို့ NAD တို့ DHCP တို့ IP SNMP တို့ Six Law တို့ဒါတွေကျွန်တော်တို့သင်ရမယ်ပေါ့နော်အဲ security fundamental ရှိမယ်အဲ့တော့ဒီမှာကျွန်တော်တို့ course အသစ်မှာသင်ယူအသစ်မှာဘာတွေနည်းနည်း highlight လဲဆိုတော့ तू ကဟိုတကယ်ဟိုနေလားငါလား raw ရဲ OSPF တို့ BGP တို့အဲ့ဒီဟာတွေကို तू က highlight တယ်ဟာ highlight လုပ်လိုက်တယ်ပေါ့နော် highlight လုပ်လိုက်တော့ပြီးတော့ဘယ်ကိုပို့လိုက်လဲဆိုတော့ CCNP ကိုပို့လိုက်တယ် အဲ့တော့ကျွန်တော် CCN နေမှာအမှန်တိုင်းပြောရင်တိတ်ပြီးများများဆက်စားမရှိဘူး။ဟိုကနည်းနည်းဒါနည်းနည်းဟိုတိအောင်လို့ပေါ့နော် intro association level ဆိုတော့တိအောင်လို့အဲ့လိုတင်ပြောခိုင်းတဲ့သဘောပဲ။အဲ့တော့ CCN နေမှာဟိုနည်းနည်းဒီနည်းနည်းအကုန်နှီးပါးတိပါမယ်။ MP ကြမှာတကယ်နေလားငါလားဖြုတ်ပါမှာ။အဲ့အဲ့လိုမျိုးပေါ့နော်။သူကအဲ့လိုလုပ်တာ။ဒါပေမဲ့ကျွန်တော်ကတော့အကုန်တင်ပါပေါ့နော်။အဲ့တော့အဲ့ဒါအဲ့ဒါဒါသူ့ရဲ့ exam topic ကိုဒီမှာလာကြည့်လို့ရအောင်ပြောတာ။လက်မှတ်ကတော့ဒီလက်မှတ်မဟုတ်တော့ဘူး။ဒီလက်မှတ်ထပ်ပုံမိုက်သွားပြီ။အဲ့ဒါဒါကကျွန်တော်ပြီးခဲ့တဲ့နှစ်က လက်မှာပေါ့နော်ဒါ sample ပြတာပါအဓိကကျွန်တော်တို့ဒီ Cisco ID နံပါတ်အဲ့ဒါရေးကြည့်တယ်သူတို့ရဲ့ website မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတခြားသူတို့ဒီကျွန်တော် verify လုပ်တဲ့ website တွေမှာပဲဖြစ်ဖြစ်အဲ့ဒီ ID ကရေးကြည့်တယ်အဲဒါက Cisco နဲ့ပတ်သက်တဲ့ history ပါဒီအခုကျွန်တော်ပြောသားတဲ့ဟာတွေအကုန်လုံးဆောင်းပွဲမှာပါမှာလည်းမဟုတ်ဘူးလုပ်ငန်းခွင်မှာအသုံးဝင်မှာလည်းမဟုတ်ဘူးဒါက intro အဲသဘောတရားကိုပြောပြတာ exam အကြောင်းတွေပါတယ်ပေါ့နော်အခုကနေစပြီဒါ unit 1 network ဟိုပေါ့ network fundamental တွေပေါ့နော် ကဲဒါဆိုဒီကနေပဲစကြပါဦးเนาะအဲ့တော့ကျွန်တော်ကဒီအောင်မပြောခင်မှာ CCN တွေတက် CCN တွေကိုစတက်တဲ့ကလေးတွေကိုကျွန်တော်ပါလာစီခြင်းတဲ့အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ကကျွန်တော်တို့ကဟို network ဆိုတာဘာလဲဆိုတော့သိသိရမှာပေါ့เนาะ network ဆိုတာဘာလဲဆိုတော့သိရမှာအဲအဲ့ဒါမှမသိပဲနဲ့ CCN တွေရောက်လာတယ်ဆိုရင်ကျွန်တော်တို့တော်တော်ကြီးပြန်ဆွဲခေါ်ရလိမ့်မယ်အဲ့တော့ network ဆိုတာဘာလဲအဲ့ဒါလေးကျွန်တော်တို့တီးဖို့လို့မယ်နောက်တစ်ခုကအဲဘာတီးဖို့လို့လဲဆိုတော့ IP တီးဖို့လို့ IP addressing ပေါ့ IP နဲ့ IP addressing အကြောင်းသိဖို့လိုတယ်ပြီးရင်ဘာတွေသိဖို့လိုလဲဆိုတော့ networking device အကြောင်းသိဖို့လိုတယ်အော် networking device အကြောင်းသိဖို့လိုတယ်အဲ့တော့ဒီပြီးလို့ရှိရင်ကျွန်တော်တို့ဘာသိဖို့လိုလဲဆိုတော့ OSI 7 layer အဲ့ဒီပို့လို့အဲ့တော့ဒီလေးချက်ပါလာတယ်ဆိုရင် CCN တွေကလေ့လာတာအခက်အခဲမဖြစ်တော့ဘူးတကယ်လို့ဒီလေးချက်မှာအားနေတယ်ဆိုလို့ရှိရင်ဥပမာထားပါတော့ကိုက network ဆိုတော့နားလေတယ် IP တွေပါလေလည်းနည်းပါးရတယ် networking device ကျတော့တိတ်နည်းနည်းနားမလဲတော့ဘူး OSI 7 layer ပို့ဆိုးသွားပြီအဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတော်တော်ကြီးအောက်ဆင်းပြီးပြောပြရမှာပေါ့နော်မရဘူးလို့ပြောတာတော့မဟုတ်ဘူးတော်တော်အောက်ဆင်းပြီးပြောပြရမှာ